အားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာကော့စတိုရီ channel ရကနေပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော် channel ရကနေအခုတင်ဆက်ပေးခြင်းတဲ့ဇလန်းလေးကတော့အောင်မြတ်တာနှင့်ဒေးစွန်ပါတိုက်ဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ဒီဇလန်းလေးကိုမတင်ဆက်ပေးခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့အတွက်လည်းအားလုံးကိုတောင်းဆိုလိုက်ပါစီခင်ဗျာခီးတဲ့တွေအပြည့်တင်ဆောင်လာတဲ့ဟိုင်းလက်ကားတစ်စီးကလည်းဖျားကြီးလမ်းစုံကနေပြီးတော့ဟွန်းတန်ပေးပြီးတော့ခက်ကြမ်းကြမ်းမောင်းနှင်သွားတာကြောင့်လမ်းဖြတ်ကူကိုလုံနေတဲ့အောင်မြတ်တာတို့ဆရာတွေပဲဒီအနောက်ကိုဆုတ်လိုက်ကြရတာပေါ့ အဓိကောင်ကကားမောင်းပြိုင်နေတယ်ထင်နေလားတော့မသိပါမောင်းကောင်ကလည်းမောင်းထွက်သွားတဲ့ကားကိုကြည့်ကပြောလိုက်တဲ့ချိန်ကားခေါင်မိုးပေါ်မှာတော့ရေရေတောက်နေတဲ့အနီရောင်ဝိတ်ကိုဝစ်ဆင်ထားတဲ့လူတရားကိုမတ်တက်ရက်ပြီးတော့စီးသွားတာကိုလည်းမြင်လိုက်ရတာပေါ့ဟောခေါင်မိုးပေါ်မှာမတ်တက်ရက်ပြီးတော့စီးရတယ်လို့ပြုတ်ကြမှာဖြစ်ဒုက္ခရောက်နေအောင်ဟုတ်ပါခွန်လာရေဒီဘက်ကလူတွေများအကြောက်လန့်ကိုမရှိကြမောင်းကောင်းနဲ့ခွန်လာတို့စကားကြောင့်လဲအောင်မြတ်တာလှမ်းကြည့်လိုက်တဲ့ချိန်မှာတော့လဲ ဒေးစွန်ပါကိုသွားကြဒေးစွန်ပါကိုသွားကြအဲ့ဒီအတန်ကိုလည်းထင်းထင်းရှားရှားကြားလိုက်ရတာပေါ့အောင်မြင့်တော်လည်းထူဆန်းတဲ့အတန်ကြောင့်လည်းကားလမ်းကိုဖြတ်ကူးဖို့လုပ်နေရနေချက်ချင်းဆိုသလိုရက်လိုက်ပြီးတော့လူအများရက်နေတဲ့ကားကြီးဘက်ကိုလည်းခြေဦးလှည့်လိုက်တယ်။ဆရာကားလည်းမဖြတ်တော့ဘူးလား။ဟုတ်တယ်မောင်ကောင်းကြီး။ငါတို့ခီးစဉ်ကလည်းဒေးစွန်ပါတောင်ကိုသွားဖို့ဖြစ်သွားပြီကွာ။ဒေးစွန်ပါတောင်ဟုတ်လားဆရာ။အကျွန်တော်လေးကြားဘူးလားတော့ကြားပြီ။တစ်ခါမှတော့မရောက်ဘူးသေး။ ေဒါဖြစ်လည်းမကြောက်ခင်ရောက်တော့မှာပေါ့ဟောဟိုမှာကားရစီလာနေပြီအောင်မြတ်သားလည်းခီးသည်တွေတင်လာတဲ့ကားရစီကိုတားပြီးတော့တပည့်တွေနဲ့တူတူဒေးစုံပါတောင်ရှိရာဘက်ကိုလည်းလိုက်ပါခဲ့တာပေါ့55မိနစ်လောက်ကြာမှတော့ဝမ်ဘဲအင်းဆိုတဲ့ရွာကိုလည်းရောက်လာခဲ့ပြီးတော့ဝမ်ဘဲအင်းကနေတဆင်ဆက်သွားခဲ့ရမှာညနေဆောင်အချိန်မှာတော့တောရိတ်တောင်ရိတ်တွေဖုံးလွှမ်းနေတဲ့ဒေးစုံပါတောင်ကြီးကိုလည်းရောက်သွားခဲ့တောင်ကြီးကိုရောက်တာနဲ့ဆရာတပည့်ကလည်းတတ်တတ်လို့ထမင်းဟင်းရောင်းတဲ့ဆိုင်မှာခဏအားယူနေတဲ့အချိန် မလမကမ်းမှာရှိတဲ့ကုန်းကမှုလေးပေါ်မှာတော့စောင်းကြောင်ထိုင်းပြီးတော့သူတို့ပြုံးဖြီးနေတဲ့မျက်နှာထားနဲ့ကြည့်နေတဲ့အနီရောင်ဝဲဆောင်ဝဲထားတဲ့လူတယောက်ကိုလည်းမြင်တွေ့ရတာပေါ့အခုဟိုမှာဟိုမှာဟိုထိုင်နေတဲ့လူကကားပေါ်မှာမတ်တက်ရက်ပြီးလိုက်သွားတဲ့သူမလားအေးရုပ်ကိုတော့မမှတ်မိပေမဲ့ဝဲထားတဲ့အဝိအနီရောင်ကိုတော့မှတ်မိတယ်ကွာမောင်ကောင်းနဲ့ခွန်လာတို့နှစ်ယောက်သားတီးတိုးစကားပြောနေတဲ့အချိန်မှာအောင်မြတ်သားလည်းမတ်တက်ရက်လိုက်ပြီးတော့ဒီပုဂ္ဂိုလ်ကငါတို့ကိုစောင့်နေတာထင်တယ် အဲ့ဒီလိုပြောပြီးတော့ဂမုရှိရာဘက်ကိုလည်းထွက်သွားခဲ့တာပေါ့ဖရာဖူးတွေနဲ့ရှုပ်ထွေးနေတဲ့ဇောင်းတန်းတစ်ခုရှိရောက်မှာတော့အဝိအနီကိုဝှထားတဲ့သူကလည်းတော်လန်တစ်ခုကိုလည်းညှို့ညွှန်ပြပြီးဖြတ်ခနဲပြောက်ွယ်သွားတာကြောင့်အောင်မြတ်သားလည်းနောက်ကိုလှည့်ပြီးတော့လေဒီကောင်ငါတို့တော်လန်အနီတောင်းမို့သွားစီခြင်းနေတာထင်တယ်ဆရာဟိုသူကဘာလုပ်လဲဗျအေးငါလည်းအတိအကျတော့မပြောတတ်ဘူးတောင်းမို့ရောက်ရင်တော့လည်းအသေးချာသိရမှာပေါ့ အောင်မြတ်သားလည်းမှောင်စပြိုးနေတဲ့ရာသီဥတုကိုအန်တုပြီးတော့တော်လန်လေးအတိုင်းလည်းခီးဆက်ခဲ့တာပေါ့။နိုင်ဝဲလောက်သွားပြီးတဲ့ချိန်မှာတော့အလင်းရောင်မရှိတော့တဲ့အမှောင်ရည်ကြီးပဲကြီးဆိုးလာတာကြောင့်တိပင်တဲ့ကိုင်းလေးဂျားလေးကနေကြနေတဲ့လာရောင်အားပြုတ်ပြီးခီးဆက်နေတဲ့ချိန်အနီရောင်အစင်းပါတဲ့လုံကြီးကိုဝစ်ဆင်ထားတဲ့လူနှစ်ယောက်တော်လန်မျက်ကွယ်ကနေရုတ်တရက်ပေါ်လာခဲ့အစိုးပါလူနှစ်ယောက်ကလည်းအောင်မြတ်သားကိုမြင်တော့လေလက်မှာကင်ထားတဲ့မီးတို့နှစ်ချောင်းကိုကန်ပေးပြီးတော့လေအရှိရောက်ရင်ညာဘက်လမ်းကျိုးကိုဝင်ပါဘဲဘက်ကိုမဝင်ပါနဲ့ အဲ့ဒီလိုခက်ပြက်ပြက်ပြောပြီးတော့လာရလန်းတိုင်းပြန်ထွက်သွားတာပေါ့။အောင်မြတ်သားတို့ကလည်းတစ်ခါမှမမြင်ဘူးတဲ့လူတွေလာပြီးတဲ့မိတုပ်တွေကိုမိညိ။ခရီးစားခဲ့ရမှာတော့နိုင်ဝဲလောက်အကြာမှာတသင်သင်စီးကြနေတဲ့ရေသံတွေကိုကြာ။ဆရာရှေ့မှာလမ်းကျိုးနှစ်ခုရှိနေတယ်။ညာဘက်ကိုပဲရွေးရမှာ။အေးသူတို့ပြောတဲ့အတိုင်းပဲသွားလိုက်ပါ။မင်းတို့လည်းရှည်နှားကြောင်ရင်ခဏနားလိုက်ကြအောင်။မောင်ကောင်းတို့ကလည်းညာဘက်မှာရှိတယ်။လမ်းကျိုးတွေကိုဝင်သွားခဲ့ရမှာတော့9မိနစ်လောက်အကြာမှာတော့ <laughs> ကြည်လင်တန်ရှင်းတဲ့ရေတွေစီးဆင်းနေတဲ့စမ်းကြောင်တစ်ခုကိုလည်းမြင်တွေ့ရစမ်းကြောင်ရဲ့ဘေးမှာတော့လေမီးဘုံတစ်ခုဖို့ထားပြီးတော့လေမီးဘုံရဲ့ဘေးမှာအနီရောင်အဝတ်ကိုဝတ်ဆင်ထားတဲ့လူတရားငုတ်တုတ်ထိုင်နေတာပေါ့ဆရာဟိုလူကတောင်ကြီးမှာမြင်ရတဲ့သူမလားအေးသူကလည်းငါတို့ကိုစောင့်နေတာထင်ပါတယ်ကွာအောင်မြတ်သားကလည်းမီးဘုံဘေးမှာထိုင်နေတဲ့လူရှိကိုလမ်းလျှောက်သွားတဲ့ချိန်မလန်မကန်းအနေနဲ့တောဆင်ရိုင်းအော်ဆန်တွေကလည်းထွက်ပေါ်လာခဲ့ထင်တာတဲ့ပုံပြီးစောစောရောက်လာကြတာပဲ လာကြလာကြအနီရောင်အဝိတ်ကိုဝိဆင်ထားတဲ့လူရဲ့ဖော်ယူရဲ့စကားကြောင့်အောင်မြတ်တာတို့ကလည်းမြူးမုံပေးမှဝင်ထိုင်ပြီးတော့လေဒီနောက်မှာတောစင်ရိုင်းနေအုပ်စုဖွဲ့ပြီးသွားလာနေရလားဟုတ်တယ်ဗျအဲ့ဒါကြောင့်လဲညာဘက်လမ်းကိုရွေးဖို့ပြောခိုင်းလိုက်တာခမရဘာတူလဲကျုပ်တို့ဘာကြောင့်လမ်းညွန်ပေးရတာလဲကျုပ်ကတော့ဒေးစွန်ပါတောင်းဝန်လာတဲ့ဖျားဖူးတွေကိုကူညီပေးရတဲ့သူပါနာမည်ကတော့မောင်ဖုံးနီလို့ခေါ်တယ် ထောက်ဆိုရင်ကျုပ်တို့ဒီကိုလာဖို့လမ်းညွှန်ရတဲ့အကြောင်းရင်းကဘာများလဲဗျမကြောက်ရင်သိရမှာပါ အခုတော့လေစင်မသေးချောင်းပေးနာမှာပဲနားလိုက်ပါမဟုတ်နီကလည်းပြောင်းရှင်နေမြန်တဲ့ထိုင်းပြောပြီးတော့ဘေးမှာချထားတဲ့ချင်းတောင်းလေးကနေမှဲ့ဝင်းနေတဲ့ရွှေငပြောသည်တပီးကိုလည်းထုတ်ယူပြီးတော့ကမ်းပေးလိုက်စားပါဗျာဆရာတို့ကြွေးကျင်လုံးလို့ကျုပ်ကိုယ်တိုင်ခူးထားတာလေးပါမဖုံးကြီးရဲ့စကားကြောင့်လေအောင်မြတ်သားတို့ကလည်းငပြောသေးတယောက်တစ်လုံးစီယူပြီးတော့စိတ်ကျင်နေအောင်စားလိုက်ကြတာပေါ့ အဆရာတို့ဖျားကြီးလမ်းဆောင်မှာရှိနေတော့ကျုပ်ကိုမြင်လိုက်တယ်မလားအကျုပ်တို့မြင်လိုက်ပါတယ်အဲ့ဒီအချိန်ကျုပ်နားထဲမှာကြားရတဲ့အတန်းလည်းတင့်အတန်းလားဟုတ်ပါတယ်ဆရာကျုပ်ရဲ့အတန်းမှာအဘာကြောင့်များကျုပ်တို့ဒေးစုံပါကိုလာစီခြင်းရတာလဲอืมအမှန်တိုင်းပြောရရင်တော့ဆရာတို့ရဲ့အကူအညီကိုရယူလိုတာကြောင့်ဒီကိုခေါ်လာခဲ့တာပါဘလို့ကျုပ်တို့အကူအညီလိုတယ်ဟုတ်လားအဒီမှာဘာကိစ္စတွေဖြစ်နေလို့လဲ ကျောက်တော်နေတဲ့ဒေးစုံပါတောင်မှာကြောက်ထီးစီရီဆိုတာရှိပါတယ်။စီရီရဲ့အောက်ခြေမှာတော့တိုင်နှန်းရှင်နေနေတဲ့ဘိမှန်တစ်ခုလည်းရှိ။အဲ့ဒီတိုင်နှန်းကိုလည်းအလွန်အစွမ်းထက်တဲ့တိုက်ဆရာနှစ်ယောက်လာတူးကြမယ်ဆိုတဲ့သတင်းလည်းရထားလို့ဆရာတို့ကလည်းအကူအညီလာတောင်းအောင်ခြင်းပဲဖြစ်ပါတယ်။ဟောဒါဆိုရင်အခုရော တိုက်ဆရာတွေရောက်နေကြပြီလား။ရောက်မြောက်တော့မပြောရသေးဘူးဆရာ။အခုထိတော့တိုင်နှန်းပြဝင်နေလို့တော့မရောက်လာသေးဘူး။သူတို့ကတိုင်နှန်းနဲ့ကဘယ်ရောက်တူးမလို့လဲ။ ကျောက်ထီးစေဒီရဲ့အောက်ခြေမှာရှိတဲ့တိုင်တန်းထဲမှာမသေးသေးရှိတယ်ဆရာ။ကျုပ်ထင်တော့တိုက်ဆရာနှစ်ယောက်ကမသေးသေးကိုယူဖို့လာကြတာထင်တယ်။음။လူတွေရဲ့လောဘအတော်ကိုကြောက်ဖို့ကောင်းပါလား။ကျုပ်တို့မှလည်းသူစည်းကိုစည်းဆိုတာရှိလို့လေသူတို့မရောက်လာခင်ကာလမှာကျုပ်တင်လှူထားတင်တာတွေကိုလှူထားရတော့မှာပေါ့။ဆရာတို့ဘလို့ဖြစ်စေခြင်းလဲဆိုတာကျုပ်ကိုပြောပါ။နိုင်တဲ့လောက်လေးကူညီပေးပါမယ်။အကျုပ်တို့အခုကြောက်ထီးစေဒီကိုတွားခြင်းတယ်။ဘလို့တွားရမလဲဆိုတာလမ်းညွှန်ပေးပါ အစင်မတီချောင်းအောင်နေတက်တက်တော့ရင်တော့ကြောက်သီးစီတွေကိုရောက်မယ်ဆရာအဲလမ်းမှာလဲဆရာတို့ကိုလမ်းပြပေးမဲ့သူတွေစောင့်နေပါလိမ့်မယ်ကောင်းပါပြီဒါဖြစ်ရင်လဲကျုပ်တို့ကိုခွင့်ပြုပါအောင်မြတ်သားလဲမောင်ဖုံးညီကိုနှုတ်ဆက်ပြီးတော့စင်မတီချောင်းရဲ့အပေါ်ဘက်ကိုလဲတက်ခဲတာပေါ့ကြောက်တုံးကြောက်ခဲတွေထူထပ်လာတဲ့စင်မတီချောင်းရဲ့ထပ်ဖက်ရောက်မှာတော့ရေပြင်ကိုလဲတခုခုနဲ့ရိုက်ခတ်နေတဲ့အတန်ကိုလဲကြေလောင်စွာကြာဆရာရေကိုတခုခုနဲ့ရိုက်နေသလိုပဲဟုတ်တယ်ငါလဲကြားတယ်မိတို့ကိုခက်မြင့်မြင့်နဲ့မြှောက်ကြည့်စမ်း အောင်မြတ်သားရဲ့စကားကြောင့်လည်းမောင်ကောင်းကလည်းကြောက်တုံတစ်ခုပေါ်တက်ပြီးတော့မီးလုပ်ကိုမြှောက်ကြည့်လိုက်တော့ရေကြီးထက်ထက်တက်နေတဲ့ကြောက်တုံပေါ်မှာပျောင်ပျောင်လဲလဲအကြီးကွန်တွေအပြည့်ပါတဲ့အမီးတစ်ခုကလည်းရေပြင်းကိုတပေါင်းပေါင်းနဲ့ရိုက်ပြီးစော့ကစားနေတာမြင်ရတာပေါ့အမလီနဲတဲ့ကောင်ကြီးမဟုတ်ပါလားမောင်ကောင်းဘာမြင်လို့လဲနှကားနှစ်ကောင်ရေစော့နေတာဆရာ အမီးဖျားတော်မှာအုံးမေလုံးလောက်ရှိတယ်ဆရာကြီးအေးသူတို့ဘာသာစော့နေပါစီငါတို့ရံမမှုရင်ဘာမှမလုပ်နဲ့ အောင်မြတ်သားတို့ကလည်းနဂါးနှကောင်ကိုမြေတားပို့ပြီးတော့အထက်ဘက်ကိုစံတက်လာတဲ့အချိန်ရေရိုက်တန်လည်းရုတ်တရက်ငြိမ်သက်သွားခဲ့တယ်။ဆရာအခုနကနဂါးနှကောင်မရှိတော့ဘူး။အေးလူလာလို့ထွက်ပြေးတော့တာထင်ပါတယ်။သူတို့လည်းအာယုံစိုက်မိနဲ့ကိုယ်လန်းခီးကိုသာကိုယ်ကယူဆိုင်ကြ။အောင်မြတ်သားစကားအဆုံးပါပဲတေကိုင်းမော်ကနေရှော်ကနေထိုးဆင်းလာတဲ့ရှေမျိုးမျိုးအရာတခုကိုမြင်ရတာပေါ့အယောင်တလက်လက်ထားနေတဲ့မျက်လုံးနှလုံးကလည်းဗရံများလိုနည်းရဲနေနေပြီးတော့နှာခေါင်းထဲကနေအခိုးငွေတွေထွက်နေတဲ့နှာခေါင်းနှာခေါင်းကလည အောင်မြတ်သားတို့၃ယောက်ကိုရန်လိုတဲ့အမူအရာနဲ့စိုက်ကြည့်နေတာပေါ့ကျုပ်တို့ကတင်တို့ကိုရန်ပြူးမဲ့သူတွေမဟုတ်ပါဘူးကိုလန်းကိုသွားကြပါအောင်မြတ်သားလေးတန်းအေးအေးနဲ့ပြောနေပေမယ့်ငကားနှက်ကောင်ကတော့ရန်လိုတဲ့ဟန်မလျော်ဘဲနဲ့အခုံးငွေတွေမှုတ်ထုတ်ပပင်းကိုဖြန့်လိုက်တဲ့အချိန်ဒေါ်လန်းနေကနေတောင်မွေးကိုတတော်တော်ခောက်ပြီးတော့ဇင်းညံလျှောက်လာတဲ့ဆရာတော်တပါးကိုလည်းဖူးမြင်လိုက်။ငကားနှက်ကောင်ကလည်းဆရာတော်ကိုမြင်တော့လည်းရန်လိုတဲ့အမူအရာကနေနူးညံ့ပျော်ပြောင်းတဲ့အသွင်ကိုကူးပြောင်းသွားခဲ့တာပေါ့ အတင်တော့မိတ်ဆွေကိုရန်သူထင်နေကြတာဘူးကဲကဲကဲကို့ထာနီကိုပြန်ကြစမ်းဆရာတော်ရဲ့စကားတန်ဆုံးပါတော့နငါးနှကောင်ကလည်းရေထဲကိုလည်းဝုန်းကနေခုံစင်းစင်မတီချောင်းရဲ့အောက်ဘက်ကိုလည်းထွက်သွားခဲ့တာပေါ့နငါးနှကောင်ထွက်သွားတဲ့နောက်မှာတော့ဆရာတော်ကလည်းအောင်မျက်သာတို့ကိုကြည့်ပြီးတော့တကားလေးတို့ကဘယ်ကိုသွားကြမလို့တော့တပည့်တော်တို့ကြောက်ထီးစီတီကိုသွားမလို့ပါဖေဟာတာဓုတာဓုတာဓုဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဘုန်းကြီးဆုတောင်းပေးပါ ပြီးရဆုနဲ့ပြည့်ပြစီဖျားမယုံမသိဆရာတော်ရဲ့ဘွဲတော်လေးကိုလည်းတီးခွင့်ရနိုင်မလားဖျားရွှေစီဒီဆရာတော်လိုပဲမှတ်ထားပါတကားကြီးတင်းပါဖျားအဆရာတော်လေးရဲ့သာသနာပြုလုပ်ငန်းကြီးတီးထက်ပို့ပြီးတော့ထမ်းရွက်နိုင်ပါစီဖျားအောင်မြတ်သားတို့ကလည်းရွှေစီဒီဆရာတော်ကိုကြော့ပြီးတော့ကြောက်သီးစီဒီဘက်ကိုလည်းထွက်ခဲ့ကြတာပေါ့ညာလည်းတဖြည်းဖြည်းနက်လာတာနဲ့အမျှမီးစာလည်းကုံတလောဖြစ်ပြီးမို့လို့အစဉ်ပြေတဲ့နေရာတစ်ခုကိုရွေးပြီးတော့လည်းတညတာနားဖို့ဆုံးဖြတ်ခဲ့ကြတယ် တဖြည်းဖြည်းတောက်လောင်နေတဲ့မီးဘိုရဲ့အချိန်ကြောင်းနဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုကောင်းစွာမြင်ရသလိုတောတောင်တွင်နေရထွက်ပေါ်လာတဲ့အကောင်ငယ်လေးတွေရဲ့အတန်တွေကိုလည်းတစ်ခါတရံကြားရတာပေါ့။အောင်မြတ်သားကတော့မီးဘုံဘေးမှာငြိမ်သက်စွာထိုင်ပြီးတော့တရားရှုမှတ်နေသလိုမောင်ကောင်းနဲ့ခွန်လာတို့ကလည်းအမောင်လူတွေကိုဆူချတဲ့မျိုးလုံးတွေနဲ့ကဲခတ်နေခဲ့။ထိုစဉ်မှာတော့တေကိုင်းကြောက်တွေကိုနင်းတဲ့အတန်အမီးရိုက်တန်ကြောင့်လည်းတတိရှိလာတဲ့ခွန်လာကလည်းမီးဘုံတွေကမီးစားတစ်စောက်ကိုဆွဲယူ။အတန်ကြားတဲ့ဘက်ကလည်းဝှေ့ရမ်းကြည့်လိုက်တော့အဝါနဲ့အမဲတကန်းစီပါတဲ့ကြားတကောင်ကိုစီးပြီးတော့ သူတို့စီလာနေတဲ့ပုံကိုတယောက်ကိုလည်းမြင်တွေ့ရတာပေါ့အဆိုပါပုံကလည်းအောင်မြတ်တာတို့ကိုလှည့်ပတ်ကြည့်ရှုပြီးတော့လက်ထဲမှာကင်ထားတဲ့တာမီရက်ကိုလည်းတစ်ဖက်ဖက်ခတ်ပြီးတော့တော်တဲ့ကိုပြန်ဝင်သွားခဲ့ခဏနေတော့လေတရားထိုင်နေတဲ့အောင်မြတ်တာရဲ့မျက်လုံးတွေပွင့်လာပြီးတော့လေအခုနတောင်ပိုင်းအဖို့လာသွားတယ်မလားဟိုကြားစည်းပြီးတော့လာသွားတဲ့လူတယောက်တို့လာသွားတယ်ဗျအဲ့ဒါတောင်ပိုင်းအဖို့လားဟုတ်တယ်မောင်ကော ။သူပိုင်တဲ့နယ်မြေမှာငါတို့ရံပြူးခဲ့တဲ့နဂါးမောင်နှံအတွက်တောင်းပန်တဲ့အကြောင်းလာပြောခဲ့တာ။အိုးမသိပါဘူးဗျာ။ဟိုကျွန်တော်ကအန်ရပြူးမဲ့သူထင်ပြီးတော့သတိထားနေတာ။အေးပါ။မင်းတို့လည်းခီးပန်းနေကြပြီဆိုတော့ခဏနားလိုက်အောင်။အာယုံတက်တာနဲ့ပြန်ထွက်ကြတာပေါ့။အောင်မြတ်သားရဲ့စကားကြောင့်လည်းမောင်ကောင်းတို့ကလည်းလွယ်အိတ်ကိုခေါင်းအောင်ပြီးတော့လည်းလှဲချလိုက်ရမှာတော့ခဏအတွင်းထဲမှာပဲအိတ်ပျော်သွားခဲ့တာပေါ့။မောင်ကောင်မောင်ကောင်ထားစမ်းထားစမ်း ပခုံးကိုလှုံနှိုးနေရကြောင်လဲမောင်ကောင်းကလည်းအိတ်ဆုံမုံမောင်းနဲ့လဲလန့်နိုးလာခဲ့တာပေါ့ဆရာဘာဖြစ်လို့လဲဗျာဟိုမှကြည့်စမ်းမောင်ကောင်းနဲ့ခွန်လာကလည်းအောင်မြတ်သာညွန်ပြတဲ့နေရာကြည့်လိုက်တော့အောက်လင်းမီးလိုလို လင်းထိန်နေတဲ့အလင်းရောင်တစ်ခုကလည်းကောင်းငင်မော်ထိုးတက်နေတာမြင်ရတာပေါ့ဒါဒါအတမ်းမန်မီးအလင်းရောင်မဟုတ်ဘူးနော်ဆရာအေးမင်းပြောတာမှန်တယ်မောင်ကောင်းဒီအလင်းရောင်ကကြောက်သီးစီဒီဘက်ကလာတာဆိုတော့မောင်မလွဲရောဖုံးနေပြောတဲ့သူတွေရောက်နေကြပြီထင်တယ်မဖြစ်နိုင်ဘူးနော်ဆရာ သူတို့တွေရောက်ရင်ဒီကအဆောင်ချုပ်တွေကြိုသိနေမှာပေါ့အရန်အဆောင်ထက်တဲ့တိုက်စရာတွေကလည်းသူတို့ကိုသူတို့တရားအားထုတ်တဲ့သူလိုဟန်ဆောင်ပြီးတော့နေကြတာများတယ်မင်းတို့ငါတို့လိုမျိုးရောနှောပြီးတော့သူတို့တိုက်တူးမဲ့အခြေအနေကိုလည်းအရင်လေ့လာကြမယ်ကွာအဲတိုက်ဆောက်တဲ့ချို့နဲ့အဆောင်ချုပ်တွေကအမှန်တကယ်တရားကျင့်ကြံတဲ့သူတွေထင်မှတ်နေတဲ့အချိန်မှပဲသူတို့ရဲ့အကြံကိုစတင်ပြီးတော့အကောင့်ထဲဖော်ကြတာကွာဟောဒါဆိုရင်တော့ဒုက္ခရောက်ပြီထင်တယ် မောင်ကောင်းနဲ့ကမင်္ဂလန်ထပြီးတော့လွယ်အိတ်ကိုကောက်လွယ်လိုက်တဲ့အချိန်ဘေးမှာရှိနေတဲ့တစ်ပင်မောင်ကနေမောင်ဖုံးညီရုတ်တရက်ခုံဆင်းလာတာပေါ့ဆရာတိုက်ဆောင်နေဒုက္ခရောက်ကုန်ပြီဗျဘလို့ဖြစ်တာလဲမောင်ဖုံးညီတိုက်ဆရာကြီးကအတွင်းစီရောအပြင်စီကိုပါထိန်းချုပ်ထားကြပြီအတွင်းကလည်းအပြင်ကူမရအပြင်ကလည်းအတွင်းကိုကူမရဖြစ်နေတယ်ဟောငါတို့လည်းဒီလောက်မြန်မြန်ဖြစ်သွားလိမ့်မယ်လို့မထင်ထားတာကွာဖုံးညီကိုချက်ချင်းကြောက်သီးစီတီကိုလမ်းပြပေး အောင်မြတ်သားလည်းဖုန်းကြီးကိုပြောပြတာနဲ့ဒေးစွန်ပါတောင်ကျောတစ်ချောင်းမှာရှိတဲ့ဆိုင်ရာပိုင်ရာပုံကိုယ်တွေကိုတိုင်တီလန်ကြီးတစ်ချောင်းမှာနောက်ဆက်တစ်စုံတရာမရှိစေရန်ခွင့်ပန်ပြီးတော့စထွက်ခဲ့တာပေါ့လန်တစ်ချောင်းမှာတော့ကြောက်လန်တကြားပြေးနေကြတဲ့အဆောင်ငယ်လေးတွေကိုမြင်တွေ့ရပြီးတော့တချို့နေရာမှာတော့အပြင်စည်းကနေလွတ်မြောက်လာတဲ့တိုင်နန်းဆောင်မောင်းမတချို့ငိုယူနေတာမြင်တွေ့ရခြေလန်းကြဲကြီးတွေနဲ့တနာကြီးလောက်လျှောက်လာပြီးတဲ့အချိန်မှာတော့မြေကြီးပေါ်ကနေလူတစ်ဖောင်ခန့်မြင့်တက်နေတဲ့ရွှေညုံရောင်လင်းနန်းတစ်ခုကိုစတင်မြင်လက်ဒါအပြင်စည်းရဲ့အစာပဲဖြစ်ရမယ် ဟုတ်တယ်မလားမောင်ဖုန်းနီဟုတ်တယ်ဆရာတိုက်ဆရာကြီးရဲ့အစွမ်းကလည်းအတော်မြင့်လာကြောင်မလို့သူတို့ချထားတဲ့စီးကထင်းထင်းရှားရှားပေါက်နေတာပါဆရာကျွန်တော်စီးကိုဖျက်ဖို့ကြိုးစားကြည့်မယ်မောင်ကောင်းကလည်းဇင်းညက်အင်းုံလည်းလက်မကက်အင်းတို့ကတော့ရုတ်လိုက်တဲ့ဆိုရင်ပဲလက်နှစ်ဖက်ကနေတဝီးပြီးလည်နေတဲ့စက်ကြတလက်ပေါ်လာခဲ့ချားရဲ့ဟဲ့လို့တဝီးပြီးလည်နေတဲ့အင်းဆက်ကြားကလည်းတိုက်စီရီချထားတဲ့အပြင်စည်းနဲ့ထိလိုက်တဲ့ချိန်မှာပဲထန်းဆိုတဲ့အတန်ထွက်ပေါ်လာပြီးတော့မောင်ကောင်းရဲ့ခန္ဓာကိုယ်ကလည်းအနောက်ကိုလွင့်ထွက်သွားခဲ့တာပေါ့အခု ဘာဖြစ်သွားသေးလဲဘာမှဖြစ်ဘူးရတယ်မောင်ကောင်းကလည်းတစားစီစုပ်ပြဲသွားတယ်ဆက်ကြအင်းကိုလက်နဲ့လဲခါထွေးနန်းနဲ့လဲဆရာသူတို့စီရရန်ကိုခိုင်းမာတော့နေဖုန်းဤပြောသလိုသူတို့ပညာတော်တော်မြင့်မားတာပဲอืมမဟုတ်မှလည်းရောတိုက်ဆရာတွေကအသေးစီးကိုတုံးထားတာဖြစ်နိုင်တယ်အသေးစီးဆိုတာဘာလို့ပြောရလဲဆရာစီးချတဲ့အခါမှာအရှင်စီးအသေးစီးဆိုပြီးတော့နှမျိုးသုံးလို့ရတယ်အရှင်စီးဆိုတာကလည်းစီးပြင်မှာရှိတယ် တရှိလူသားတရားဝင်နိုင်ထွက်နိုင်အောင်ပြုလုပ်ထားတဲ့စည်းကိုခေါ်တယ်။အသေးစည်းဆိုတာကတော့ပြင်ပမှာရှိတဲ့ဘလို့တက်ရှိရမှာဝင်လို့မရအောင်ပြုလုပ်ထားတဲ့စည်းပဲ။အသေးစည်းရဲ့အားနည်းချက်ကတော့အတွင်းလူကအပြင်ကိုထွက်တာနဲ့စည်းပေါက်ပြီ။အခုတိုက်စရာတွေကလည်းအတွေ့အကြုံရောပညာပိုင်းမှာပါအဆင့်တစ်ခုရောက်နေတဲ့သူတွေဖြစ်လို့အသေးစည်းကိုဘယ်တော့မှလည်းဖျောက်ဖျက်မိမှာမဟုတ်ဘူး။ဒါဆိုရင်တိုင်နှန်းရှင်တွေကသူတို့တောင်းတာတွေကိုပြီးလိုက်ရတော့မှာပေါ့နော်။ဘယ်အရာမဆိုလေးဟာမှုနည်းငယ်တော့ရှိနိုင်တယ်မလား။ဖုန်းနီး မင်းငါ့ကိုတခုလောက်လှုပ်ပေးနိုင်မလားဟာရတယ်ဆရာဘာလို့ပလိရမလဲဆိုတာပြောပါဟိုကျုပ်လုံးနိုင်သလောက်စူးစမ်းပေးပါမယ်အခုချက်ချင်းမင်းရဲ့အဆောင်းကိုသုံးပြီးတော့အပြင်စည်းမှာချထားတဲ့ပတ်ပတ်လေကိုလိုက်ကြည့်ပေးအတတောင်းစားလောက်လွတ်နေတဲ့နေရာတွေ့ရင်လာပြန်ပြောပေးမှာရတယ်ဆရာကျုပ်ခုပဲပတ်ပတ်လေလိုက်ကြည့်လိုက်မယ်ဖုန်းကြီးကလည်းတော်လက်စားနဲ့အပြင်စည်းမှာချထားတဲ့ပတ်ပတ်လေကိုလေလင်းမြန်သောအချိန်နဲ့ပြေးထွက်ပြီးလိုက်ကြည့်နေတဲ့အချိန် တကူလုံးမီးလောင်တိုင်ရဘလဘဖြစ်နေတဲ့မိမတယောက်အောင်မြတ်တာတို့ရှိရဘက်ကိုဒီယိုးရိုင်နဲ့ရှောက်လာလာမြင်ရတာပေါ့ဆရာဟိုမှာမိမတယောက်ပါလားမောင်ကောင်းရဲ့စကားကြောင့်လှည့်ကြည့်လိုက်တော့လေခြေမျက်စိထိရှည်ကြနေတဲ့သဘင်ကြီးကလည်းမီးခိုးတွေထွက်နေပြီးတော့လက်တွေခြေတွေမှာလည်းမီးလောင်တိုင်ရတွေရထားတာမြင်တွေ့ရတာပေါ့ကဲကြောင်အောင်ရှင်သခင်မလေးတို့ကဲကဲပေးပါအတန်ခရရရထွက်လာတာကြောင့်မောင်ကောင်းကလည်းဘေးကနေပွေထူဖို့အလုပ်သူ့ကိုမထီးနဲ့မောင်ကောင်း မင်းလာမှာထိုးထားတဲ့အင်းစမတွေကသူ့ကိုပို့ပြီးတော့ပူလောင်စေလိမ့်မယ်။အဲ့ဒီအတန်ထွက်ပေါ်လာတာပေါ့။အောင်မြတ်သားလည်းမောင်ကောင်းကိုပြောပြီးတာနဲ့လဲကြနေတဲ့မင်းကလေးရဲ့ဘေးမှာရက်ပြီးတော့လေ။တင်းကဘဲတိုင်နှမ်းမှာအလုတ်ကျွေးပြူနေတဲ့သူလေ။ညာစင်းရှင်တိုင်နှမ်းမှာနေတာပါ။မင်းတို့တိုင်နှမ်းကြောက်ထီးစီဒီပြရဝင်ထဲမှာရှိနေတာပဲလား။ဟုတ်ဟုတ်ပါလေ။အခုတိုင်နှမ်းရှင်တွေအကုန်ဖမ်းခံထားရတာလား။ သူတို့စီးချထားတဲ့ပြတ်ဝင်နေတာတိုင်နှန်းရှင်တွေအကုန်အဖမ်းခံထားရပါတယ်ကျွန်တော်မျိုးမတော်မှယုံအဖြစ်ဟန်ဆောင်ထားလို့လွတ်လာခဲ့တာပါချင်းတော်မလွတ်နိုင်တဲ့စီးတွေကနေယုံဟန်ဆောင်ပြီးတော့လွတ်လာတာပေါ့လေကျွန်တော်မျိုးမကပဲကံကောင်းတာလားမပြောတတ်ပါဘူးရှင်လက်ထတာစာကြောက်ချက်လေးတခုမှစီးရလွတ်နေတာမြင်လို့အတင်းတိုးထွက်ခဲ့တာပါဒါတောင်မှအခုလိုမျိုးမီးလောင်တန်းရာတွေရခဲ့သေးတာပါကောင်းပြီလေတင်လွတ်ခဲ့တဲ့နေရာကိုကျုပ်ကိုလိုက်ပြနိုင်မလား လိုက်ပြလို့ရပါမယ်လေအခုလိုအခြေအနေမျိုးနဲ့ကျွန်တော်မျိုးမှလမ်းတောင်ကောင်းဆောင်မလျှောက်နိုင်ဘူးဖြစ်နေပါတယ်ဒီတော့တော့စိတ်မပူပါနဲ့တင့်ရတန်ရာတွေပျောက်ကင်းအောင်ကုသပေးပါမယ်အောင်မြတ်သားလည်းမီးလောင်တန်ရာတွေရထားတယ်အဥ္စာဆောင်မိမပြူရဲ့ခန္ဓာကိုယ်ပေါ်လက်နဲ့ဆွဲတက်လိုက်တော့အသက်နီလန်ပြီးတော့အေးကုန်နေကြွာကြနေတဲ့တန်ရာတွေကချက်ချင်းဆိုသလိုပြန်ကောင်းပြီးတော့ငကိုပုံစံတိုင်းဖြစ်သွားခဲ့တာပေါ့ထိုချိန်မှာတော့နေရာလွတ်သွားရှာတဲ့မောင်ဖုံးကြီးကလည်းအမောတော်ကောနဲ့ပြန်ရောက်လာတယ်ဆရာဇော်ကြီးတွေစေးချိန်ဖူးတဲ့ကြောက်ပြင်းတစ်ချက်မှာ စီးလွတ်နေတယ်ဗျ။အေးငါတို့ခုပဲနေရလွတ်ကြောင်းပြောနေတာ။ကဲကူးချက်ချင်းလွတ်တဲ့နေရစီသွားကြရအောင်။အောင်မြတ်သားတို့ကလည်းအပြင်စီးလွတ်နေတဲ့နေရစီကိုခတ်တုတ်တုတ်ထွက်သွားခဲ့တော့မကြခင်ချိန်တွင်းထဲမှာစေးကြိတ်တဲ့ကြောက်ပြင်ရှိတဲ့နေရကိုလည်းရောက်ခဲ့တာပေါ့။ဒီတနေရလွတ်နေလို့တော့ပါသေးရဲ့။ဆရာဒီနေရကဘာလို့စီးမဆက်တာလဲ။အောင်မြတ်သားလည်းမောင်းကောင်းစကားကိုပြန်မဖြေဘဲနဲ့ကြောက်ပြင်ပေါ်မှာကြံခဲ့တဲ့အရာကိုလည်းညှို့ထိုးပြလိုက်တယ် ကြောက်ပြင်းမမှကြံနေတဲ့အရာတွေကအလွန်ရှားပါးတကူးကြီးတဲ့မိခွင်းမြကမုံအပိုင်းစားတွေပဲဒီအမင်းရဲ့စွမ်းကြောင့်လဲမိဓာတ်ကိုအခြေခံထားတဲ့စီးရမဖောက်နိုင်ဖြစ်နေတာအဲ့ဒီလိုပြောတော့မှမောင်ကောင်းတဲ့ခွန်လာတို့ကလည်းသဘောပေါက်ဟန်နဲ့ကောင်းကြီးလိုက်တာပေါ့အမိကျောက်တော့အပြင်စည်းကိုကြောနိုင်ပြီပဲထောင်းအတွင်းစည်းကိုကြောဖြတ်ဖို့ကြိုးစားရအောင်မယ်ဒီအချိန်တွင်တိုက်စရာတွေလိုချင်တာမရအောင်ချိန်ဆွဲထားဖို့လိုမယ်တဲ့အနေနဲ့တိုင်နှန်းရှင်နေနဲ့ဆက်သွယ်လို့ရမယ်နီလန်တစ်ခုခုဖန်တီးပေးနိုင်မလား တခင်မလေးနဲ့ကျွန်တော်မျိုးမတော့ကစိတ်နေပဲဆက်သွဲကြတာများပါတယ်။ဟုတ်ပြီလေ။ဒါဆိုရင်သူတို့အသိရှိနေသေးလား။တိုင်နှန်းချီနေဘလို့ရှိနေပဲဆိုတာအရင်မေးကြည့်ပါဦး။ဟုတ်ကဲ့ပါဆရာ။အခုစူးစမ်းကြည့်ပါမယ်။ဥစ္စာဆောင်မိမက်ပြောရလဲမျက်လုံးကိုမှိတ်ပြီးတော့ဆက်သွဲရလို့ရညာချိတ်ဆက်ကြည့်ပေးမယ်လေ။စိတ်ချင်းဆက်သွဲများတာကြောင့်ခေါင်းကိုခါရမ်းပြီးတော့အောင်မြတ်တာကိုလည်းမျက်နှာကလေးနဲ့မော့ကြည့်တာပေါ့။တယောက်ယောက်နဲ့တော့ဆက်သွဲရမှာပါ။ထပ်ပြီးစူးစမ်းကြည့်ပါဦး။ဟုတ်ကဲ့ပါဆရာ။ ကျွန်တော်မျိုးမှစူးစမ်းကြည့်ပါမယ်။မိမပြောလဲဒုတိယအကြိမ်ဆက်သွယ်ဖို့စူးစမ်းကြည့်တဲ့အခါမှာတော့အမားတယောက်နဲ့ဆက်သွယ်ရပြီဆရာ။တိုင်နန်းချီနေဘလို့ရှိလဲမေးကြည့်ပါဦး။ဆရာတိုက်ဆရာတွေကအကုန်လုံးထိန်းချုပ်ထားပြီးပြီတဲ့။တချို့တိုက်ဆောင်သရေတွေဆိုရင်လဲဂလန်ကဇန်လုံးလို့မီးလောင်တိုက်သွင်းပစ်လိုက်ပြီးပြောတယ်။ဒါဆိုရင်သူတို့လိုချင်တဲ့အရာရောပေးလိုက်ပြီလား။မပေးရသေးဘူးဆရာ။အမတော်တွေရနိုင်တဲ့မြအချင်းဆွဲထားသေး။ကောင်းတယ်။ မနက်အာယုံတက်ချိန်ဆိုရင်အတွင်းစည်းကိုဖောက်လို့ရနိုင်တယ်ဒီလိုလို့သူတို့လိုချင်တာကိုအာယုံတက်ချိန်မှာပေးမယ်လို့အချိန်ဆွဲခိုင်းထားလိုက်ဟုတ်ကဲ့ပါဆရာကျွန်တော်မျိုးမှပြောလိုက်ပါမယ်အောင်မြတ်သားတို့ကလည်းတိုင်တန်းရှင်တွေကိုအချိန်ဆွဲခိုင်းထားပြီးတော့လွတ်နေတဲ့အပြင်စည်းကနေအထဲဝင်မှုစူးစမ်းခဲ့ကြတာပေါ့အောင်မြတ်သားလည်းလွတ်နေတဲ့စည်းနေရာနဲ့ရှစ်ကွက်အင်းရှစ်ချက်ကိုလည်းကြားကွက်လိုထပ်ပြီးတော့အင်းနိုးကာတာရွတ်လိုက်တဲ့ဆိုရင်ပဲအင်းဝတ်ထဲမှာရှိတဲ့စမအခရရတွေကလည်းဖြည်းဖြည်းကြီးလာပြီးတော့လေအပြင်စည်းရဲ့အောက်ခြေကိုတိုးဝင်သွားခဲ့တာပေါ့ ။စမားအခရရီတိုးဝင်သွားတဲ့အတွက်စီးရဲ့အောက်ခြေကြောတက်လာပြီးတော့လေနေရလည်းတဖြည်းဖြည်းကျဲဝင်းလူတကူစားဝင်လုံးရတဲ့အနေအထားဖြစ်လာခဲ့။အောင်မြတ်သားတို့ကလည်းနေရလောက်တာနဲ့ချက်ချင်းစုလို့ခေါင်းငုံပြီးတော့တိုးဝင်ရမှာတော့ခွန်းလာဝင်ပြီးတဲ့အချိန်အောက်ခြေမှာတင်းခံထားတဲ့စမားအခရရီကလည်းတစစီလွင်းထွက်ကုန်တာပေါ့။တော်ပါသေးရဲ့အချိန်လေးနည်းနည်းနောက်ကျသွားရင်တကူလုံးဆုတ်ပြတ်သက်သွားနိုင်တယ်ဟောစာခေါနာလည်းလမ်းတကြားပြောရင်းနဲ့အပြေမှာရှိနေတယ်ဖုန်းနီနဲ့မိမက်ပြိုတို့နှုတ်ဆက်တိုက်စရာတွေရှိတဲ့အတွင်းစည်းဘက်ကိုလည်းထွက်ခဲ့တာပေါ့ အပြင်စည်းကိုကျော်လွန်ပြီးတော့မကြခင်ချိန်တွင်ထဲမှာပဲကြောက်ထီးစီတီကိုဖူးမြင်ရပြီးတော့လေတဆက်ထဲမှာပဲကျင်းမွားတန်နေနာကျင်စွာအော်ကြီးတန်နေတောင်းမှန်တန်နေစတင်ကြအောင်မြတ်တော်တို့ကလည်းအမောင်တို့ကိုအာယူအတွင်စီနာကိုတိုးကပ်သွားလိုက်ရမှာတော့ကြောက်ထီးစီတီပရဝင်ထဲမှာတော့ရာဇမတ်တစ်ခုကိုကာယံထားပြီးတော့ရာဇမတ်ထဲမှာမီးထွန်းထားတဲ့ကတော်ဝဲတွေစီတန်းထားတာမြင်ရရာဇမတ်ထဲမှာတော့ခြိမှန်းကျိုးတွေနဲ့ခြိနောင်ခံထားတဲ့တိုင်နှန်းရှင်တွေရှိနေပြီးတော့လေရာဇမတ်ရဲ့ပြင်မှာတော့တကူလုံးမီးလောင်ကျိုးတွေနဲ့ခြိနောင်ခံထားတဲ့တိုက်ဆောင်သေးရဲတွေ တိုက်တွင်းအဆောင်တွေကလည်းမြင်တွေ့ရတာပေါ့အကိုကြီးဒီကောင်မတွေပလီပလာလုံနေတာလို့ပဲမြင်နေတော့တိုက်စရာနှစ်ယောက်ထဲကအငဲဖြစ်ဟန်တူတဲ့လူရဲ့စကားကြောင့်အင်းစမတွေရေးဆွဲထားတဲ့ကျိန်လုံးကိုကင်ဆောင်ထားတဲ့သူကလည်းကျိန်လုံးကိုလည်းလက်နဲ့တစ်ဖက်ဖက်ရိုင်းရင်ခေါင်းတညင်းညင်းလဝင်နှမ်းနေမင်းတို့ငါ့ကိုပလီပလာလုံလို့တော့တိုက်ဆောင်အားလုံးကိုတယောက်ချင်းမီးလောင်တိုက်သွင်းပြစ်ဆရာတို့ကိုမညာရဲပါဘူးရှင် ယတနာပစ္စည်းတွေလိုချင်တယ်ဆိုရင်ရာဝင်အိုးအလုံးပေါင်းရာနဲ့ချီပြီးပြေးပေးနိုင်ပါတယ်အခုလိုချင်ရင်လည်းအခုပြီးပါမယ်ဒါပေမဲ့မသေးသေးတော့အာယုံတက်မှထုတ်ပေးလို့ရမှာဖြစ်လို့ဆောင်းခိုင်းနေတာပါအေးမကြခင်လဲအာယုံတက်တော့မှဆိုတော့မင်းတို့ပြောတဲ့စကားယုံပေးလိုက်ရောင်နီလာတော့မှမထုတ်ပေးဘူးဆိုရင်တော့ငါအစိုးမစိုးနဲ့တိုက်စရာလဲလေဘင်းကရှော့ကြနေတဲ့ယောဂီတပတ်ကိုလည်းပခုံးမော်ပြစ်တင်လိုက်ပြီးတော့ရာဇမတ်ကွက်ထဲမှာတင်းမလင်းခွေထိုင်ပြီးတော့ဆောင်းဆိုင်နေတာပါစရာ အတွင်းစည်းကိုဖောက်ဖို့ကမလွယ်လောက်ဘူးနော်အင်္ဂါလည်းဘလို့လုံးရင်ကောင်းမလဲစဉ်းစားနေတာသူတို့အတွင်းစည်းချထားတာလည်းအရန်ကိုစိတ်ဆက်လွန်နေတယ်ကျွန်တော်စူးစမ်းကြည့်ရမလားဆရာမလုံးနဲ့မောင်ကောင်းငါတို့ရောက်နေတာအတိတာနဲ့တိုင်နှန်းရှင်တွေဒီထက်ပိုပြီးတော့နှိပ်စက်ခံရလိမ့်မယ်အောင်မြတ်သားလည်းနတ်မောင်နေတဲ့မြက်ခုံးတစ်ခုကိုတွန့်နေအောင်စဉ်းစားနေရင်းနဲ့အနေလေအကြံတစ်ခုတော့ရှိတယ်အလုပ်ဖြစ်မဖြစ်တော့မပြောတတ်ဘူးအဘလို့ကြံလဲဆရာ ိုက်စရာနှစ်ယောက်ထဲကအကြီးဖြစ်သူရဲ့စိတ်ကအနှဲငယ်နူးညံ့သလိုခံစားရတယ်။ဒါကြောင့်မလို့သူ့ကိုစိတ်ညှို့ပြီးတော့အတွင်းစည်းကနေအပြင်ကိုထွက်လာအောင်လုပ်ရမယ်။အတွင်းစည်းကိုကြော်ရောင်းနဲ့စီးပြင်မှာရှိတဲ့တိုက်ဆောင်နေတာသူ့ကိုရလိုက်မယ်။အကြီးကိုရရင်သူ့ကိုတိုက်ဆောက်အဖြစ်ပြန်ခန့်ပြီးတော့အငယ်နဲ့ပြန်တိုက်ခိုင်းလိုက်မယ်။ဆရာပြောတဲ့ကြံတိုင်းအောင်မြင်မှုအတွက်တိုက်စရာနှစ်ယောက်ထဲကတယောက်ကိုစရီးရမှာပေါ့။အေးအရင်ဆုံးအောင်မြင်မှုအတွက်စမ်းကြည့်ရတာပေါ့။ အောင်မြတ်သားလည်းရာဇမတ်ကွက်ထဲမှာရှိတဲ့တိုက်စီယာနှစ်ယောက်ထဲကအကြီးဆုံးဖြစ်သူကိုအာယုံပြုစိတ်ထဲကိုဝင်ရောက်ဖို့အတွက်လည်းစတင်ကြိုးစားတာပေါ့ဒါပေမဲ့လည်းတိုက်စီယာတွေရဲ့အစွမ်းကြောင့်လည်းစိတ်ကိုချုပ်ကင်လို့မရဖြစ်နေတဲ့အချိန်မှာတော့လေအမလီလေးဟိုဆရာတို့ရဲ့ကျမရဲ့မောင်လေးဖြစ်ကိုလည်းကြည့်ပါဦးလားအဲ့ဒီအတန်တစ်ခုထွက်ပေါ်လာတာပေါ့တိုက်စီယာနှစ်ယောက်ကလည်းအတန်ကြားရနေရကိုကြည့်လိုက်တော့ချီမန်းကွင်းတန်ကြောင့်ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ဒဏ်ရာတွေအပြည့်ဖြစ်နေတဲ့စေကျော်သက်ရွယ်ကလေးတယောက်ကိုလည်းမြင်တွေ့လိုက် အဲ့ဒီအချိန်မှာတော့အကြီးဆုံးတိုက်စရာဖြစ်တဲ့သူရဲ့စိတ်ထဲမှာလေဒီကလေးဟာငါသားလေးအရွယ်လောက်ပဲရှိသေးပါလားအဲ့ဒီလိုအတွင်းနဲ့တူတူသနားစိတ်တွေဝင်လာတာပေါ့အောင်မြတ်သားလည်းဒီအခွင့်အရေးကိုအရယူပြီးတော့စိတ်ကိုညှို့လိုက်တော့တိုက်စရာရဲ့လှုပ်ရှားမှုတွေကလည်းသူ့ဆန္ဒအတိုင်းလိုက်လုံနေတာကိုလည်းသတိထားမိအဲ့ဒါကြောင့်ရာဇမန်ထဲမှာရှိတဲ့တိုက်စရာကိုလည်းစီးအပြင်ထွက်စီခိုင်းရမှာတော့ဟိုကလည်းစိတ်ညှို့ခံထားသူဘာမှစီးအပြင်ကိုခြေတလန်းထွက်မိခဲ့ အဲ့ဒီအချိန်မှာတော့စီးပေါက်သွားတဲ့တိုက်ဆရာကိုလည်းစီးပြင်းမှာစောင့်နေတဲ့တိုက်ဆောင်တရေတွေကဂုတ်ကနေဆွဲယူဝိညာဉ်နှုတ်သွားတာကိုလည်းမြင်တွေ့လိုက်ရတာပေါ့ဒီအဖြစ်ကိုလည်းအငဲဖြစ်တဲ့တိုက်ဆရာကသတိမထားမိပဲနဲ့မိမိရုတ်ဖတ်အမဲဂါရာဟူသာမျက်စိကိုမှိတ်ပြီးရုတ်ဖတ်နေခဲ့ထိုးစဉ်အချိန်မှာပဲချီမန်းကွင်းနဲ့ချုံနောက်ခံထားတဲ့တိုင်နှရှင်အလုံးတဟီဟီတဟာဟာနဲ့ထရည်ပြီးတော့လည်းကုံယုံထလာတာကြောင့်ရာသမတ်ကွက်ထဲကကြံခဲ့တဲ့တိုက်ဆရာလည်းသတိပြန်ဝင်လာပြီးတော့သူ့ရဲ့ပညာနဲ့ပြန်လည်ထိန်းချုပ်ဖို့ကြိုးစားပေမဲ့လေသူ့ပညာကိုပြန်လည်ခုခံနေတဲ့ပညာဇတ်တချို့ကိုလည်းသတိထားမိခဲ့ ညီလေးငါငါစီးပေါင်းပြီလို့တိုက်ဆောင်ဖြစ်ဘောကပြောင်းသွားခဲ့ပြီမင်းရဲ့ပညာတွေငါထက်အဆင့်ပိုမြင့်အောင်ကြိုးစားပြီးမှထတ်လာခဲ့ဟေးအဲ့ဒီအတန်နဲ့တူတူဇက်ကြီးကိုလိန်ပြီးတော့မျက်လုံးပြူးထွက်နေတဲ့အကိုဆရာဖြစ်သူကိုလည်းမြင်လိုက်ရတာပေါ့တိုင်နန်းရှင်တွေကလည်းအတွင်းစည်းပေါက်သွားပြီဖြစ်တဲ့တိုက်ဆရာကိုတိုက်ရန်ကြောက်မက်ဖွယ်အစင်းစရံတွေဖန်တီးပြီးတော့အရှိကိုတိုးလာချိန်မှာတော့ရက်လိုက်ကြစမ်းအဲ့ဒီအတန်နဲ့တူတူအောင်မြတ်တော်ဆရာတစ်ပည့်တွေရှေ့ထွက်လာခဲ့တာပေါ့ သူတို့ရဲ့နောက်မှာတော့ဖိုးနီနဲ့ဥစ္စာဆောင်ဝိမဲ့ပြိုတို့ရုတ်တရက်ပေါ်လာပြီးတော့လဲတိုင်နှန်းရှင်တွေကိုလဲစိတ်ထိမ်းမှုဖြောင်းပြပြောဆိုခဲ့အဲ့ဒီချိန်အောင်မြတ်သားလည်းတိုင်နှန်းရှင်တွေဘက်ကိုလှည့်ပြီးတော့လဲတင်းတို့တိုင်နှန်းလဲမူလအခြေအနေပြင်ရောက်ပြီးမို့လို့ကျန်တဲ့တယောက်ကိုတော့အသက်ရှင်ခွင့်ပေးလိုက်ကြပါအဲ့ဒီလိုတောင်းဆိုတော့မှတိုင်နှန်းရှင်တွေအားလုံးကလဲအန်နေကျိတ်တပြင်းချပြီးတော့မျက်နှာလွှဲသွားခဲ့တင်းလဲဒီနေရာနေအမြန်သွားတော့တောင်းချေကိုမရောမချင်းနောက်ကိုလှည့်မကြည့်မိစေနဲ့ဩ လက်ဆတ်တော့နင်းတို့ကြောင့်စီးပေါက်သွားတာ ው မကြခင်နင်းတို့အားလုံးစီငါပြန်လာခဲ့မယ်ဟိတိုက်စီအားလည်းအံဟိုကျိတ်ကျုံသွားပြီးတော့ဒေးစုံပါတောင်းနေချီလန်းကျဲကြီးတွေနဲ့ဆင်းသွားခဲ့အဲ့ဒီအချိန်မှာပဲရာဇမတ်ကော့ထဲမှာရှိနေတဲ့ကရော့ဝဲတွေကိုလည်းတိုက်ဆောင်ပုံကိုတွေကဒေါသတကြီးနဲ့ကန့်ကြောက်ပစ်ခွဲစေသလိုတိုင်နန်းရှင်တွေကလည်းအောင်မြတ်သားတို့ကိုကျေးဇူးတင်ကြောင်းလာရောက်ပြောဆိုကြတာပေါ့အောင်မြတ်သားကတော့သူတို့တာဝန်ပြီးဆုံးသွားပြီမလို့တိုင်နန်းရှင်တွေနဲ့ဖုန်းကြီးကိုလည်းနောက်နောက်ခုလိုမျိုးမဖြစ်အောင်တတိထားဖို့ပြောဆိုပြီးတော့ကြောက်ထီးစေဒီပေါ့ကိုလည်းတက်သွားခဲ့ အောင်မြင်သာတို့ကြောက်ထီးစီဒီမှာခုနှစ်ရက်ဒိဋ္ဌံဝင်ပြီးပြန်ဆင်းလာတဲ့ချိန်မှာတော့ဒေးစွန်ပါတောင်ကျောရဲ့တဆက်သေးဖြစ်နေတဲ့တောင်ပေါ်မှာစိုးသွမ်းနေတဲ့နတ်ပိတ်တာတပားကိုလည်းဆုံးမပေးခဲ့ရတာပေါ့နတ်ပိတ်တာရဲ့အစွမ်းအလည်းအလွန်ကြီးမားတဲ့အပြင်လမ်းလျှောက်တိုင်းခြေဘွားအောက်ကနေမီးဘွားတွေလွင်ထွက်နေတာကြောင့်တိုင်နှန်းရှင်တွေကသူ့ကိုလည်းခြေမီးတောင်နဲ့လို့လဲခေါ်ဆိုခဲ့ကြောင်းလည်းသိရတာပေါ့အောင်မြင်သာတို့အနေနဲ့လည်းခြေမီးတောင်နဲ့ကိုလည်းဘလို့ဆုံးမမလဲသူရောဘလို့စိုးသွမ်းနေလဲဆိုတာကိုတော့အောင်မြင်သာနဲ့ ချိန်မီတော့နဲ့ဆိုတဲ့ဇလန်းလေးမှာဆက်လက်ပြီးတော့စောင့်မျှော်ခန်းစားနားဆင်အားပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ